မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြားဖြန့်ဂိုင်းတွေကိုအပြတ်နှိမ်နှင်းတော့မယ်လို့စစ်တပ်လောက်ကန် BGF နိုင်မောင်စောကပြောပြန်ပြီးအမေရိကန်နဲ့တရုတ်ဖိအားကြောင့်မဟုတ်ပဲ BGF ကကြားဖြန့်နှိမ်နှင်းရန်ဆုံးဖြတ်တဲ့အချိန်နဲ့ဖိအားပေးခြင်းတိုက်ဆိုင်မှုလို့ဆိုပါရတယ်။ဘိတ်တော်ရဲ့အမှတ်ရှိပြည်တော်စုလမ်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတဲ့အတွက် လမ်းပိတ်နေပြီးစစ်တပ်ကပလောက်မြို့သိမ်းပိုက်ခံရမှာကိုကြောက်လန့်ပြီးပြစ်ခတ်မှုတွေကိုလှုပ်ဆောင်နေပါတယ်။ဂံကောမှာတတိပုဂ္ဂလပြည်သူ့လွတ်တော်အမတ်လောင်စစ်ဘိုလ်ပြုတ်တန်ဝင်သေဆုံးသွားတဲ့အတွက်ကျန်းဖို့ပါတီကကိုစလဲလောင်းကပြင်စရာမလိုတော့ပဲပြင်ပဲမရှိအနိုင်ရတဲ့တဲ့င်းပါဝင်ရန်ကုန်ခက်တဲ့ရမနက်ခက်တဲ့တဲ့င်းတွေကိုတန်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ်မြရီမြို့နယ်ရွှေကုတ်ကိုမြို့တင်မှာကြားဖြန့်တွေကိုအပြည့်သက်အပြတ်နှင်းနှင်းတော့မယ်လို့စစ်တပ်လက်အောက်ခံကရင်နေကြားဆောင်တပ် BGF ကနိုင်မောင်စော်ကထိုင်းသတင်းမီဒီယာတွေကိုမနစ်ကခေါ်ပြောလိုက်ပါတယ်ရွှေကုတ်ကိုမှာကြားဖြန့်တစ်ထောင်နဲ့နှစ်ထောင်အကြားရှိပြီးကြားဖြန့်တွေကိုလုံးဝမထားတော့ဘဲ အပြည့်အပြည့်နှိမ့်နှင်းတော့မယ်လို့သူကပြောပြပါဗါတယ်။အဲ့လိုနှိမ့်နှင်းရမှာစစ်တပ်နဲ့ပူးပေါင်းပြီးနှိမ့်နှင်းမှာဖြစ်ပြီးအမေရိကန်နဲ့တရုတ်ရဲ့ဖိအားကြောင့်မဟုတ်ပဲ BGF ကကြားဖြတ်နှိမ့်နှင်းဖို့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာလို့လည်းနိုင်မောင်စောကပြောပါဗါ။ BGF ကကြားဖြတ်နှိမ့်နှင်းဖို့လှုပ်ဆောင်ရတာဟာကဘာကြီးရဲ့ဖိအားကြောင့်ဖြစ်ပြီးဘယ်နိုင်ငံရဲ့ဖိအားမှမရှိပဲ ကြားဖြန့်တွေကြောင့်ကမ္ဘာပြည်သူတွေနစ်နာရတဲ့အတွက်ကြောင့်နှိမ်နှင်းဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။တစ်ဖက်မှာတော့ရွှေကုတ်ကိုထူထောင်သူကြားစီကြံကိုကြားဖြန့်ငွေလင်လယ်မှုတွေအပါအဝင်နန္ဒကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့ကလွှဲပြောင်းပေးရလိုက်ပြီးအမေရိကန်ကလည်းကြားဖြန့်တွေကို အကာအကွယ်ပေးနေတယ်။ DKB တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့က ကြားဖြန့်တိုက်ဖြက်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ပြီးလည်းဖြစ်ပါတယ်။အဲလိုအခြေအနေတွေဖြစ်ပေါ်လာတော့မှစစ်တပ်လောက်ခံဖြစ်တဲ့ BGF 9မောင်စော်ကကြားဖြန့်တွေကိုလုံးဝအပြတ်နှိမ်နှင်းတော့မယ်လို့ထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းစစ်တပ်ကရွှေကုတ်ကိုအတွင်းကို BGF နဲ့အတူတွဲဖွဲ့ဝင်ရောက်နေရာယူထားပြီး များမကြာမီမှာကေကေပတ်လိုပဲဟန်ပြကြားဖြန့်အရေးမူတွေကိုလှုပ်ဆောင်ဖို့အတွက်ပြင်ဆင်နေရလို့လဲကရင်စေးသတင်းမြစ်ကပြောပြပါရယ်မြရီမြို့နယ်မှာကြားဖြန့်စနာတွေကို BGF ကစောချစ်သူ DKB အပါဝင်စစ်တပ်နဲ့အစဉ်ပြေတဲ့လက်လက်ကန်တပ်ဖွဲ့တွေကအကြီးအကျယ်လုတ်ကန်နေကြတာလည်းဖြစ်ပါရယ်ရှင် ဒီတခါမှာတော့တနင်္သာရီတိုင်းဘိတ်တော်ဝဲအမတ်ရှိပြည်တော်စုလမ်းပိုင်းမှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတဲ့အတွက် လမ်းပိုင်းတွေပိတ်ဆို့နေသလိုစစ်တပ်ကပလောင်မြို့သိမ်းပိုက်ခံရမှာကိုကြောက်လန့်နေပြီးလက်လက်ကြီး drone တွေနဲ့နေ့စဉ်ပစ်ခတ်နေရလို့ဒေသပြည်သူတွေနဲ့တော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်စ်ကို ပြောပါရယ်။နွေဘာလ9ရက်နေ့ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကဘိတ်တဝဲအမှတ်၈ပြည်တော်စုလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်ကြောင်းထိုးနေရကြောင်းတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေကလမ်းပိုင်းတွေလည်းပိတ်ဆို့နေတာလည်းဖြစ်ပါရယ်။ လက်ရှိချိန်မှာဗိတ်တော်ဝယ်အမှတ်ရှိပြည်တော်စုလမ်းပန်းကမိလောင်ချောင်းရွာမကြီးကုန်းရွာဆင်ထိုးရွာနဲ့ခြောက်ချောင်းရွာတို့မှာကုန်ကားတွေနဲ့ခီးသွွားပြည်သူတွေပိတ်မိနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ပက်စစ်တပ်ဟာပလောင်မြို့ကို တော်လန်တပ်ဖွဲ့တွေလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တာကြောင့်မြို့ပတ်ပတ်လည်မှာစစ်ကြောင်းတွေဖြန့်ထားကလက်လက်ကြီး drone တွေနဲ့နေ့စဉ်ရန်တမ်းပစ်ခတ်မှုတွေလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။အဲလိုတိုက်ပွဲတွေဖြစ်ပွားနေရကြောင့်ဗိတ်ပလောပလော့ တရက်ချောင်းဒဝဲလမ်းပိုင်းတလျှောက်ပိတ်ဆို့နေတာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းအမှတ်ရှိပြည်တော်စုလမ်းပိုင်းကိုခီးတွာလာခြင်းမပြုလုပ်ကြဖို့အတွက်တော်လဲအင်အားစုတွေကအတိပေးပြောဆိုထားပါတယ်ရှင်မကွေးရတဲ့တဲ့ဘောက်ကိုကြည့်အောင်ပါမကွေးတန်းဂံကောမြို့နယ်ကတတိပုဂ္ဂလပြည်သူ့လွတ်တော်အမတ်လောင်းဖြစ်တဲ့စစ်ဘိုလ်ပြုတ်တန်းဝင်းဟာတေဆုံးသွားတာကြောင့်စစ်ဘိုလ်ပါတီအမတ်လောင်းကပြိုင်စရာမလိုတော့ပဲပြိုင်ဖဲမရှိအနိုင်ရရှိသွားတယ်လို့ ရောလင်းလန်းကကိုရောင်နီကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါရယ်။လွယ်မာလာ18ရက်နေ့ကအကြက်ဖက်စစ်ကော်မရှင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲမှာဂံကောမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလပြည်သူ့လွတ်တော်အမတ်လောင်းဖြစ်တဲ့စစ်ဘိုလ်ပြုတ်တန်ဝဲမှာနှလုံးသွေးတိုးစီးချိုရောဂါတွေခံစားရပြီးကျန်းမာရေးဖောက်ပြန်ကတည်ဆုံးသွားတာလည်းဖြစ်ပါရယ်။သူတည်ဆုံးသွားတာကြောင့် ကျန်းဖို့ပါတီကပြည်သူ့လွတ်တော်အမတ်လောင်းဣဖြိုလွင်ဟာပြိုင်စရာလိုမရှိတော့တဲ့အတွက်အလိုလို အနိုင်ရရှိတော့တာလည်းဖြစ်ပါတယ်စစ်ဘိုလ်ချုပ်တန်းဝင်းဟာစစ်တပ်မှာအကျင့်ပြက်ခြားစားမှုနဲ့ပြုတ်လာတာဖြစ်ပြီးအာနာမသိန်းခင်ကတော့ကျန်းဖို့ပါတီဝင်လဲလုတ်ခဲ့လို့လည်းသိရှိရပါတယ်စစ်တပ်အာနာသိန်းပြည့်ရဲ့နောက်မှာတော့စစ်တပ်ထဲနဲ့အမြဲတမ်းအဝင်ထွက်လုပ်နေရဖြစ်ပြီးစစ်တပ်အတွက် lobby လုပ်ပေးနေတာဖြစ်တယ်လို့ KP Wave တွေကိုစုံစမ်းပြီးတော့ PDF ထောက်ဖို့လုပ်တယ်ဆိုပြီးစစ်တပ်ကိုဖန်ခိုင်းတာတွေရှိတယ်လို့လည်းရောလင်းတကကိုရောင်နေကပြပြပါဗါတယ်။အလားတူကြက်ဖို့ပါတီကကန်ကောမျိုးနဲ့မကွေးတိုင်းဒေသကြီးလွတ်တော်ကိုစလလောင်းပြည်ဝင်ရောက်ရှင်ပြိုင်နေ။ဇော်ထွန်းဦးလည်းပြိုင်ပွဲမရှိအနိုင်ရရှိထားသူဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။ကန်ကောမျိုးနဲ့ဟာစစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်ပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပြုလုပ်မှာလည်းဖြစ်ပါတယ်ရှင်။ စကန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့ဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကစစ်ကြောင်းမှုဖြစ်တဲ့ကိုကျွယ်ကလေးကရန်ကုန်ခေတ်မီဒီယာကိုပြပြပါရတယ်။နိုဝင်ဘာလ18ရက်နေ့မနေ့9နိုင်လောက်မှာ မုံရွာမြို့နယ်တာစီရွာရဲစခန်းကိုတော်လဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွဲမှာအကျန်းဖက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုရှိပြီးအရေအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးပေမဲ့လည်းတော်လဲရဲဘော်တွေဘက်ကတော့ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းနယ်တို့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဘဂဝတန်တပုတ်ကိုကြည့်အောင်ပါဘဂိုးတိုင်ပောက်ခေါမြို့နယ်မှာဆိုင်ကယ်၅စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့စစ်တပ်ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၃ဟာထေသွားပြီးဆိုင်ကယ်၅စီးနဲ့ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့လို့363တက်တရင်စစ်ထောက်လန်ရေးတာဝန်ခံဖြစ်တဲ့ရဲဘော်ရှဲရိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်နိုဝင်ဘာလ9ရက်နေ့ညနေ6နာရီအချိန်ခန့်လောက်က ပေါခေါမြို့နယ်တဲပင်ကျေးရွာစစ်တပ်အထိုင်စခန်းကစစ်သားတွေဟာဆိုင်ကယ်၅စီးနဲ့တာကောက်ရွာဘောရီကုံရွာနဲ့တိုက်ချောင်းရွာတို့ကိုကင်းပတ်ဖို့ထွက်လာစဉ်တွင်တော်လင်းတပ်ဖွဲ့တွေကတပင်ညီကျေးရွာမနဲ့တိုက်ချောင်းကျေးရွာအကြားမှာကင်းမုံဝုတ်ပြီးမိုင်းဆွဲပစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်က၃ဟာတိုက်သွားတာဖြစ်ပြီး နှစ်ဦးဟာထိခဲ့တဲ့ရရှိခဲ့ကကြီပေါ့စ်တစ်ခုကြီအချို့နဲ့ဆိုင်ကဲနှစီးတို့ကိုလည်းတင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်ဒီတခိုက်မှုကိုပြူဝါ21ကုတ်ကဲမှုအောက်က3631တရင်တခွဲ9ကလုတ်ဆောင်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင် ဒီတစ်ခါမှာတော့တလင်းသာရီတန်တလင်းသာရီမြို့အနီးအောက်ကင်းရွာအခြေဆိုင်ခမရ950ခွန်တရင်ကစစ်မှုတန်းတပ်သားတဲ့တအိုးကတနက်တလက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့တလင်းသာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလာတရက်နေ့မှာတလင်းသာရီမြို့နီးအောက်ကင်းရွာအခြေဆိုင်ခမရ950ခွန်တရင်ကစစ်မှုတန်းတပ်သားမောင်စုံဟာတလင်းသာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုဆက်သွယ်ပြီး လက်လက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်မှုထမ်းတပ်သားဟာပုတ်ပြင်းမြို့နယ်စကခ73ဘွာမွန်မှန်တင်တန်းနှစ်ပတ်တက်ရောက်ခဲ့ပြီးဘေးမြို့103တက်ကိုပို့ဆောင်ခံရပြီးရတော့မှအောက်ကင်းရွာအခြေဆိုင်ခမရ959တရင်ကိုရောက်ရှိလာပြီးတမုတ်ချုံးရွာဘက်ကိုစစ်ကြောင်းထွက်လာစဉ်မှာထွက်ပြေးလာခဲ့တာလည်းဖြစ်ပါတယ်။အလားတူမန္တလေးတိုင်းထိုးကြီးမြို့နယ်မှာလည်းစစ်မှုထမ်းတပ်သားတဲ့တအိုးဟာလက်လက်ခရမ်းတွေကိုယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့လည်းနထိုးချင်း PDF ကသတင်းထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ16ရက်နေ့မှာလည်းနထိုးချင်းမြို့နယ်အတွင်းမှာအကြက်ပဲစစ်တပ်ဘက်ကစစ်မှုထမ်းအပတ်စဉ်15တပ်သားတအိုးဟာနထိုးချင်း PDF ထံကိုလက်နက်ခရမ်းတွေယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းနမော်မြို့နယ်ကြွတ်တောက်တွင်းရွာကိုအကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ၃ဟာတေဆုံးခဲ့ရလို့ People Defense Organization နမော်ကတာဝန်ရှိသူတို့ကရခုံခေတ္တမီဒီယာကိုပြောပြပါဗါးနိုဝင်ဘာလ18ရက်နေ့မနေ့၈နိုင်ကျော်လောက်မှာနမော်မြို့နယ်ကြွတ်တောက်တွင်းရွာကိုအကြက်ဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နဲ့ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။ Jet ဘက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ၃ဟာသေဆုံးခဲ့ရပြီးပြည်သူ၁၀ဟာထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင်နေအိမ်တွေလည်းပျက်စီးခဲ့ရလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။